AVA 1940စီစဉ်တူအခန်းတော်မွန်စီယာမီလမွန်စီယာမီလရမကနဲ့ရမတ်တို့ဤမူရင်မှုဖြင့်ခိတအိပ်ပျော်သွားခဲ့သောမီလက်နိုးလာသည်အင်းလူဇာဘာဖြစ်လို့လဲမိုးတိတ်သွားပြီရှင်ပြန်မှုတင့်ပြီမီလက်လူဇာကမီလက်ဝယ်လာသည့်အင်ဂျင်နဲ့ဘောင်းမီကိုကမ်းပေသည်ကျွန်တော်ပြန်ရမှာလားလူဇာရှင်အားဧည့်သည်လေပြန်ရမှာပေါ့ဟင်ခမရနဲ့ကျွန်တော်ချစ်သူတွေဖြစ်သွားပြီလေလူဇာဒါကျွန်တော်ချစ်သူအိမ်မဲကို လူစားကမီလက်စ်ကိုခတ်တင်းတင်းကြည့်လိုက်။ရှင်းကိုကျွန်မချစ်တယ်လို့ဘယ်တော့မှပြောဘူးလို့လေ။ဟာဘဇက်ကမပြောပေမဲ့လေဟိုဟာတော့တော်တော့မီလက်စ်ချစ်ချင်းတရားနဲ့သွေးသားဆန္ဒကတတ်တတ်စီဆိုတာရှင်မသိရင်စောင့်နေတာလား။မီလက်စ်ကခေါင်းကိုခါရမ်းလိုက်ပြီးအင်းညင်နဲ့ဘောင်းမီကိုပြန်ဝဲလိုက်သည်။လူစားကပရင်းဝါရှိကလပ်ထိုင်းတွင်ထိုင်ပြီးအပြင်ဘက်အမောင်နှုတ်ကိုငေးနေ၏။မီလက်စ်ကလူစား၏အနားသို့လာရက်သည်။သွားဆိုလေကျွန်တော်သွားပါမယ်။ ဒီညကိုတော့ကျွန်တော်တသက်မမေ့ဘူးလီစာပိုနီဂျယ်ရီစိတ်ကန်းကိုရောင်းရှင်မေးသွားမှာပါကျမကတော့အခုကတည်းကမေးလိုက်ပြီကဲသွားတော့ကျမအိမ်ကအစီကံတွေနိုးလာရင်မကောင်းဘူးကျွန်တော်သွားပြီနော်ခြံကောင်းကိုခန်းအားပဲစေခဲ့ပါမီလက်စ်ကအိမ်အောက်သို့ဆင်းသွားပြီးအမောင်လူတဲ့ဝင်ရောက်ပျောက်ွယ်သွားသည်လူဇာကပရင်ကားဝါမှတစဉ်အပြင်ဘက်အမောင်နှုတ်ကိုငေးနေသည်ဒဇမိတ်တွင်လက်ကြံမိုးရေဇက်ကလေးတို့တွဲလဲခုလျက် လူကြီးပါပင်ပေါ်တွင်လဲမျက်ရည်ဇက်တချို့မောင်ရင်းငတွန်ရဲ့ဥအောင်လာဤမျက်နာကကတ်တင်တင်ဥအောင်လာအိမ်တွင် ရောက်ရှိနေသောလက်ရဘုံနှင့်လူကြီးကအခြေအနေကိုအကဲခတ်နေသည်ဥအောင်လာနောက်တွင်မိဖုရဲ့ကောင်းကြီးတီရီတုမာလာဆက်ကြဒေဝီဘွဲ့ခံဂမုံပါလာသည်ဂမုံဤမျက်နာမှာလဲမတာမရဖြစ်ဥအောင်လာကဂရီပါကင်ထူးထူးခင်းသားသည့်တလွန်ပေါ်တွင်ဝင်ထိုင်လိုက်သည်ဂမုံအနောက်ဘက်အိမ်ကိုသွားပြီး အောင်မြောက်ကိုပါဒီကိုလွတ်လိုက် ကမုန်းကအိမ်နောက်ဘက်သို့ဝင်သွားသည်ဘာရီဖြစ်လာတာလဲမန်းချုပ်ကြီးမင်းတို့ရတဲ့သတင်းမှန်တယ်လွီစာကျုံနန်းတို့ဝင်တဲ့အချိန်မှာဟိုအင်္ဂလိပ်ကောင်ကိုရေဝန်ခန့်တဲ့အမိန်က အတီဖြစ်နေပြီအဲ့ဒီဂျိုနသန်စမစ်ဆိုတဲ့ကောင်ကဒီမနက်ဂျွန်စီလွန်ကဝင်လာတဲ့တင်းမောတွေကိုတော့ခုန်ကောက်နေပြီရှင်ပြန်လေးနဲ့ရောတွေ့ခဲ့လားတွေ့ခဲ့တယ်ကျုပ်ကိုဝင်တွေ့ခဲ့မပေးဘူးရသေးမျိုးဘက်မှာတမင်လိုက်မယ်ဆိုပြီးကျုပ်ရောက်တာနဲ့ထွက်သွားတာပဲကျုပ်ခုံးနဲ့တင်မင်းကလို့ဒင်းရှင်ပြန်ဖြစ်တာကို ထိုအချိန်တွင်ဥအောင်လိုက်ညီဥအောင်မြဝင်လာသည်ဥအောင်ရသည်ရုပ်ရည်ရတွင်ယဟန်ဝင့်ဖြင့်နှစ်ရှည်နေထိုင်ခဲ့သူဖြစ်သည်ဟန်တော်ဝရီတွင်တမိန်ထောနန်းတပ်ပြီးမကြမီဥအောင်လာကဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟန်တော်ရီရှိလက်ဖွဲ့အင်းအိုင်စေဝါတိုက်ခိုက်ရေးအတက်ပညာများကိုလေးလာလိုက်စားနေကြသောတောနီယဟန်အများစုရှင်အောင်စုမှဥအောင်များနှင့်ပတ်သက်ကြသည်ဥအောင်များကအကိုဖြစ်သူကိုလက်အုပ်ချီလျက်ဝင်လာသည် အောင်မြမင်းစီမှာဓာတ်ကုတ်လန်တို့ကျွမ်းကျင်နေတဲ့တန်တန်မာမာရှင်အောင်စုဘယ်နှယောက်လောက်ရနိုင်မလဲ ၃ချိန်ကျော်လောက်တော့ရနိုင်ပါတယ်။အမတ်ချုပ်ကြီးဘာလို့မလို့လဲရှင်။ဘာလို့ရမလဲ။လုံးချင်တာရှောက်လုံးနေတဲ့တာလာကိုလုံးချင်မှဖြစ်တော့မယ်။ဒင်းကနန်းတော်နဲ့မတန်ဘူး။လူကြီးကခေါင်းကိုခါရမ်းလိုက်သည်။စေးထားပါမတ်ချုပ်ကြီးအခုအင်းဝါကကျမတို့စီကိုအချိန်မွေးစစ်ချီလာနိုင်တယ်အဲ့ဒီလိုလုံးလို့မဖြစ်ဘူးဒါကြောင့်ပြောတာလေလူစာပြင်သစ်စီကရမယ်လက်နက်ကိစ္စပြတ်သွားခဲ့ရင် အင်းဝါကိုကြုတ်လို့ဘလို့ရင်ဆိုင်ကြမှာလဲအင်းဝါကလက်နက်အင်အားကိုကြုတ်လို့ရေးရှိမှမရှင်းနိုင်ဘူး အင်းကျွန်မတွေးမိတာတခုလောက်တော့ပြောပြရစီဒီအချိန်မှာအင်းဝါကိုရှင်ဖို့ရမှာခိမိလက်နက်တွေထက်ပိုကောင်းတဲ့လက်နက်ကတော့တမိန်ထောကိုယ်တိုင်ပဲဘာမင်းပြောတာငါနားမလဲဘူးလူစားအင်းဝါသားတွေစိတ်ထဲမှာဟန်တာဝရီရဲ့ပလင်ပေါ်မှာထိုင်နေတာကညောင်ရမ်းမင်းဆက်ရဲ့တွေးသားမင်းနှဘဆိုတဲ့အတွေးမျိုးဝင်နေတာကအကောင်းဆုံးလက်နက်တစ်ခုပဲမဟာတမားရစာဒီပတိကိုမကြိုက်တဲ့အင်းဝါတက်ထဲကအင်းအားစုတွေကပါဟန်တာဝရီဘက်ကိုစိတ်ရန်စီမယ်အဲ့ဒီအချက်ကိုလည်းတတိထားတဲ့နဲ့ဦးအောင်လာတွေ့ဝေသွားသည် လီစာပြောတော့ကိုကြုတ်လဲသဘောတူတယ်ဦးကြီးတော့လက်ရဘူကပါဝင်လျှောက်တင်လိုက်စီအောင်မြမင်းသဘောอ่ะရောကျွန်တော်သဘောကကိုကြီးသဘောပါပဲကိုကြီးဆုံးဖြတ်တာမှန်သမျှကျွန်တော်လုံပေးမှာပါဦးအောင်လာကကိုင်းကိုယူကကိုင်းတရာကိုစိတ်ရှည်လက်ရှိရာနေသည်အခန်းကတိတ်ဆိတ်နေဤခလန်းလန်းတကားဝရင်ဂမုံးကအခြေအနေကိုယင်တတဲ့တဲ့ဖြစ်နားဆွင့်နေသည်အင်းလူစာပြောတာကိုကြုတ်လက်ခံတယ်ဒါပေမဲ့ပြင်သစ်တွင်နဲ့မဟာမိတ်ဆက်ဆံရေးကိစ္စကိုဘယ်လိုလုပ်ကြမလဲ ဲ့ဒါကကျမတာဝန်ယူပေးပါမယ်။ရှင်ဘီရင်နဲ့အင်္ဂလိပ်တွေကြားမှာလဲတကူကူအပေးယူတော့ရှိမှာပါပဲ။ဘာဖြစ်ဖြစ်အင်္ဂလိပ်နဲ့ပြင်သစ်ရံပတ်နှစ်ဖက်ကြားမှာအင်အားပြိုင်မှုကနေအင်းဝါရဲ့စီးပွားရေးအတွက်အမျက်ထွက်အောင် လုပ်ရမှာပဲ။ကျမတို့စိတ်တော်ရှည်ကြရမယ်။ဟုတ်ပြီလေလွီစာ။ဒီလောက်ဆိုကျုပ်ဘာလုပ်ရမယ်ဆိုတာနားလဲပါပြီ။လက်ရဘူကရှင်ဘီရင်လေးရဲ့အခြေအနေကိုအနီးကပ်ကြည့်ပြီးတည်တည်ချာချာစောင့်ကြည့်ထားပြီးပါ။အင်္ဂလိပ်ကောင်စမင်းနဲ့တွေးတာပဲဖြစ်ဖြစ်တဝင်ပွားတာပဲဖြစ်ဖြစ် အမြဲသိနေအောင်လုပ်ထားပေးပါအခုကိစ္စဆိုပြင်သစ်တွေပြောမှကြုံလို့သိရတာအတော်တော်နှောက်ကြသွားပြီအခုသူတောင်းလိုက်တော့တာကိုရံတော်တက်ကဘသူပါသွားလဲဈေးငယ်ပူနဲ့အဖွဲပါသွားပါတယ်အေးမင်းလောက်ငယ်သားတွေကိုလည်းဘယင်နဲ့ပတ်သက်လို့ဘာဖြစ်ဖြစ်မင်းကိုတရင်ပို့ဖို့ပြောထားအောင်မှန်ပါကဲဒါဆိုအစည်းအဝေးပြီးပြီးတွားကြတော့ဦးအောင်လာကအခန်းတွင်းသို့ပြန်ဝင်သွားသည်လူစားကအခန်းတွင်းမှပြန်ထွက်တွင်သူမ၏လက်ကိုတစုံတစ်ယောက်ကလမ်းဆွဲခြင်းကိုခံလိုက်ရသည် ဟင်းမိဖုရားကောင်းကြီးဖေကမုံဤမျိုးလုံးများကမိုးအင်နေဤကမုံတို့အရင်လိုပဲပြောဆိုဆက်ဆံကြရအောင်လားမမရဲ့အင်းကမုံတို့ဘောပါဒါနဲ့ဘလို့ဖြစ်တာလဲခုနဒိုပြောတာတွေကိုနားထောင်နေတာလားကမုံကကောင်းကြီးပြသည်ကဲငါညမလေမင်းမောင်တာလကိုမင်းဘေကဘာမှမလုပ်တော့ပါဘူးဘာမှစိတ်မပူနေနဲ့တော့နော်အဲ့ဒါကိုငိုနေတာလားဥယျာဉ်နဲ့တွားပြီးစကားပြောကြမလားမမလီစာအင်းပြောလေ ဗီဇာနှင့်ကမုံတို့သည်ဥအောင်လတီးတန့်ပြုလုပ်ထားသောအနောက်ဘက်ဥယင်ထဲသို့ဆင်းလာကြသည်တစ်ခွပန်းများဝေဝေဆာဆာလှနေသောနေရာတစ်နေရာမှကြောက်တုံးကလေးတွင်သူတို့ထိုင်လိုက်ကြ၏ကမုံကလူစား၏ပခုံးပေါ်ခေါင်းတင်ကဤကနေငိုချလိုက်တော့သည်ဘာဖြစ်တာလဲကမုံဘာဖြစ်တာလဲမငုံနဲ့တော့လေခုနကကမုံဘေကဘရင်လေးကိုစိတ်ဆိုးသွားလို့ပြောတာပါတကယ်မလုပ်ကြမှာဘူးမငုံနဲ့တော့အဲ့ဒါကြောင့်ငိုတာမဟုတ်ပါဘူးမမလီစားရဲ့ ဘာလို့လဲကမုတ်ကဘာစိတ်ညစ်စရာရှိလို့လဲခလေးရဲ့ကိုကမိပြေကောင်ကြီးဖြစ်နေပြီကိုချစ်တဲ့သူနဲ့လည်းအတူတူနန်းတော်ပေါ်မှာနေနေရတာပဲဘာများဖြစ်ရတာလဲကမုတ်မပြောဘူးမမဘာလို့လဲပြောပါမမကိုပြောမောင်ရို့ဖုံးကြီးကြောင်းသားတာလာဘွားပဲဖြစ်စီရင်နဲ့ကမုတ်လည်းစင်ဝင်ရဲ့တမီကမုတ်ပဲဖြစ်ချင်တော့တယ် ။အော်ကမုံရဲ့မင်းစည်းစိမ်ဆိုတာဟောဒီတလောကလုံးကလူတွေကမန်မောကြတာ။မပူမပင်မကြောင်းမကြနေရတဲ့ဘဝကိုဘာလို့များမပြောတာလဲ။မမလီစာမသိကြအောင်စောင့်နေတာလားဟင်။အခုကမုံတို့ဘမပျော်ရလို့လေအခုပဲကမုံဘေကကမုံနေအောင်ကြားကိုတတ်ဖို့စီစဉ်တာကြားလိုက်ရသေးတာဟိုလူစာခိတတိတ်ဆိတ်သွားသည်ပြီးတော့မောင်ဤတာလာကအရင်လိုမဟုတ်တော့ဘူးအင်းလေကမုံရဲ့ तू ကရှင်ပြန်ဖြစ်သွားပြီပဲမဟုတ်ဘူးကမုံဘောအရင်လိုမဟုတ်တော့ဘူး ပြီးတော့သူ့စိတ်ထဲမှာလည်းကမုန်းတဲ့အဖေပေါ်မှာတခုခုစိတ်ကူးနေတယ်လို့ကမုန်းထင်တယ်။အနီးကပ်ဆုံးနေရတဲ့ကမုန်းပေါ်ကိုပဲသူကမဲတော့တာ။ပြီးရင်တော့ပြန်ချော့ပါတယ်။ဒါပေမဲ့ကမုန်းမပြော်တော့ဘူးမမလီစာ။ကဲငါညမလေးဘာမှစိတ်ထဲမထားနဲ့။သူတို့ကတိုင်းပြည်ကိုတာဝန်ယူကြတဲ့သူတွေမဟုတ်လား။စိတ်ရှုပ်ထွေးကြတာရှိမှာပေါ့။ကမုန်းကသူ့ကိုချစ်ပါတယ်။ကမုံရမ်းချစ်ပါတယ်။ဒါကြောင့်လေတီးခန့်တာပေါ့။အင်းပြောအောင်လေးပါကမုံရဲ့။ ကိုချစ်တဲ့သူနဲ့လက်တက်တယ်ဆိုတာကိုပျော်ရွှင်ဖို့ကောင်းမယ်လို့အရင်ကကမုံမျော်လင့်ခဲ့ ሁ တယ်။မမလီစာရောချစ်တဲ့သူရှိလားဟင်ကမုံ၏အမေတော်လီစာ၏ခန္ဓာကိုယ်ကလေးမက်ခနဲဖြစ်သွားသည်ရှိလားဗော။အင်းရှိခဲ့တာဗောကမုံရဲ့မမရောသူနဲ့လက်ထပ်ဖို့စိတ်ကူးလားဟင်လီစာပြန်မဖြေဖြေတစ်ခွာပန်းရောင်စုံကလေးများကြားတွင်သူတို့တည်တင်ကတိတ်ဆိတ်သွားကြ၏တစ်ခွာပန်းရောင်စုံကလေးများကြားတွင်သူတို့စူညံပျော်ရွှင်နေကြသည် ကန့်ပလေတံများကြာရိုးရာတူရိယာများတီးခတ်တံများကြာစကားပြောတံရေမောတံများဝါးဖြင့်ပြုလုပ်ထားသောစပွဲရှိကြီးပေါ်တွင်ကြက်ဝက်များဖြင့်ပြုလုပ်ထားသောကွေရိုးရာခွန်တော်ဒီထမင်းတို့များကိုအာရှဖခေါ်တိရွက်ရှိများဖြင့်ထုတ်ပိုးခင်းကျင်းလာသည်တိုးတက်မှုဓာတ်ရည်ဟုခေါ်သောတစ်သည်ရမကာများကိုလည်းအိုးကြီးများဖြင့်ခြားထား၏အုပ်ဘိုတောင်ကြီးပတ်လည်ရှိစူးစီးထားသောကွေလူမျိုးများအတွက်အရေးပါဆုံးပွဲတစ်ခုကျင်းပနေခြင်းဖြစ်သည်အခြားမဟုတ် ကွေတို့၏အုပ်ချုပ်ရေးအရာရှိဖြစ်ခဲ့သည်အင်းဝါသာဘုံမင်းသူရင်စောနှင့်ကွေလူမျိုးတို့၏ခေါင်းဆောင်ကုန်လည်အိမ်၏ညီမဖြစ်သူနာလဲတို့၏ထိန်းများမင်္ဂလာပွဲပင်ဘာသာရေးခေါင်းဆောင်တာဘိုးများတန်းစီဝင်လာချိန်တွင် စုညံနေသောလူအုပ်ကြီးမှတိတ်ဆိတ်သွားသည်တာဘိုးများ၏နောက်တွင်ကိုယ်ခေါင်းဆောင်ကုံနေအိမ်ဝင်လာသည် ကုံနေအိမ်သည်ခေါင်းပေါင်းဖြူကိုပေါင်းတာဟီထူးထူးခြားခြားကိုရိုးရဝစ်စုံကိုလည်းအဖြူရောင်အပေါ်အောက်ဆင်မြန်းတာသည်လယ်ပင်တွင်လည်းပရီးကြီးတစ်ခုကိုဆွဲတာဟီ ကုန်နေဤဘေးတွင်လက်ယုံခေါင်းဆောင်များဖြစ်သောငကက်ငနက်တို့ညီနောင်ဝါခုံတန်းများအစုံ အသင့်ပြင်းထားသော နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်ခဏအကြာတွင် နာလဲကကုန်နေဤဘေးတွင် နေရာယူလိုက်၏ကိုယ်ရိုးရာခေါင်းဆောင်ပေါ်မှတွဲလျက်ကျနေသောအမိတ်ဆာကလေးများအထက်မှငွေပြားလေးများကတဖိတ်ဖိတ်လက်နေသည်နာလဲကမျက်လွာကိုခြားရ၏မင်္ဂလာခန္ဓာကျင်းပနေသောတာဘိုးကရိုးရာဂါတာတပုတ်ကိုရွှတ်ဖက်လိုက်သည်ဂါတာဆုံးသည်နှင့်ကာလာလာခေါင်းဆောင်က ကန့်ဘူးသီးကြောင့်ပလွေကိုအချက်ပေးမှုတ်လိုက်၏ဘုံမင်းသူရင်စောသည်အင်းဝမြင်းကောင်အရာရှိတို့ဤပွဲတတ်ဝစ်ဆုံဖြစ်သောဖဲညီအနီရောက်တမာကသုံးကပ်ပါ ပန်းဆူခေါမော်ဝင်းရောင်းလို့ဖြင့်ခံချားနေဤသူရင်စောဤလက်ထဲတွင်ဝါးပါကလေးတစ်ခုကို ကိုင်လာသည်ညာလဲဤရှေးကုံတက်တဲ့တွင်သူရင်စောဝင်ထိုင်လိုက်ဤထို့နောက်ဝါးပါထဲမှတေးရွက်ဖြင့်ထုတ်သားသည်သမင်းနှင့်အသားတရုံးကိုဖာဖုံးတွင်ထည့်လိုက်သည် ထို့နောက်နာလဲထံသို့ထမင်းနှင့်အသားတုံးတုံးကိုခွန်ကျွေးလိုက်၏နာလဲကလက်ပြစ်ခံကအလိုက်သင့်စားလိုက်၏ကိုရိုးရအရာလင်ယောက်ကြားသည်မယားပြစ်သူကိုတသက်လုံးလောက်ကန်ကျွေးမွေးတော့မည်ဟုသည်ဂရိသည်ပြီးမြောက်ပြီဖြစ်သည်သူတို့သမီးကဖာတွင်ကြံရှိသောအသားတုံးတုံးနှင့်ထမင်းကိုသူရင်စောအားပြန်ခွန်ကျွေးလိုက်သည်လင်ယောက်ကြားရှာဖွေစုဆောင်သည့်ဇာစာများကိုမျှဝေ30ကြာမီဟုသည့်တစ္ဆာသည်တီခဲ့ပြီဖြစ်သည်ဟေးကုန်းနေ ခန်းအနာကျင်းပါနေရာကုံလေအိမ်ခြံဝင်းရှိမှအတန်ဓာလန်လက်နံများကန်ဆောင်လာသောလူတအုပ်ကုံလေအိမ်ကရုတ်တရက်မတ်တက်ရက်လိုက်သည်ငကက်နှင့်ငနက်တို့ကလက်ထဲမှဒလွများဖြင့်ကုံလေအိမ်ရှိတွင်ကာရက်လိုက်ကြ၏အခန်းအနာအတွင်းမှကိုယ်လူမျိုးများမှရုတ်တရက်မှုအံ့အားတင့်နေကြသည်လူအုပ်ကြီးခေါင်းဆောင်ဖြစ်သူကအသက်ခက်ကြီးကြီးမွန်စပင်ပုံစံဖြစ်ကျုံမရေရအုပ်ချုပ်တွေးတော့ကြီးထော်ကမ်းပဲငါတို့မင်္ဂလာပွဲကျင်းပနေတာပါ နေတော့ဖိမထားပါဘူး။ဘာကိစ္စရှိလို့လဲ။ကုံနေအိမ်ကတီတီငိမ့်ငိမ့်ပင်ပြောလိုက်သည်။ကြုတ်တည်တယ်။ဒါဆိုလဲသူများမင်္ဂလာယူနေတဲ့အချိန်ကိုမရိုင်းနဲ့လေ။ဘာဖြစ်လို့လာတာလဲ။တစ်ချိန်လုံးတော်ထဲမှာခိုးနေတဲ့ခမားတို့ကိုယ်တွေကိုဒီအချိန်လာဖမ်းမှဖြစ်မှမူလာရတာပဲ။ခမားတို့လက်နဲ့ချလိုက်ပါ။ကြုတ်လို့မရရမွန်အစုကလူဝင်အား300နဲ့ခမားတို့ရွာကိုဝိုင်းလာပြီးပြီ။နေတော့ဘာကိစ္စငါတို့ကိုရန်လာချတာလဲ။နေတော့ငါတို့ကရန်ဘက်မဟုတ် ရန်ဘတ်မဟုတ်ပေမဲ့ခမရတို့ကိုယ်တွေကစစ်မှုထမ်းအခွန်ထုတ်အားလုံးကို မပေးမဆက်နေနေတယ်။အဲ့ဒီတံကိုမစီမဆိုင်ကျုပ်တို့မရရမွန်ရွာတွေကခန့်နေရတယ်။ခမရတို့စာကျုပ်တို့စီမှာလူဝင်အားရောခွန်မှာတိုးကောက်ခန့်နေရတယ်ရော။ခမရတို့တပုံတွေကိုအင်းဝမင်းလက်ကိုအံ့မှာကျုပ်တို့တတ်တာမယ်။ကုံနေအင်းကရဲလိုက်သည်။ကိုယ်တွေကိုဖမ်းလိုက်တော့ရော။အင်းဝမင်းကခမရတို့ကိုစစ်မှုထမ်းအခွန်ထမ်းရှော့မယ်လို့ထင်နေတာလားတွေးတော့ကြည့် သူရင်စောက ထော်ကန်းထံသို့လျှောက်သွားသည်ဝင်းသူရင်စောခမားပါတပုံတွေနဲ့လိုလူလိုပါပေါ့လေကျုပ်တို့ကဘဝလူတွေပါ ထော်ကန်းဒီမရေယာတဝိုက်ကမော်နေရောကွေ့ရောက အင်းဝနန်းတော်တို့အခွန်တွေပေးရဟာစစ်ဆိုလဲလိုက်တိုက်ပေးရတယ်အခုလဲအင်းဝဘရင်တို့အချင်းချင်းတတ်ဖြတ်ကြအောင်မယ်ကျုပ်တို့ချင်းဘလို့တတ်တဲ့အင်းဝနန်းတော်ကတော့ပွဲလမ်းမပြတ်သွားပါဘူးဗျာသူတို့ကဂရီဘာရွှေခင်းတို့ကကျုပ်တို့ချင်းချင်းအသက်နဲ့ရင်းနေကြရတော့မှလား သူရင်စောဤစကားကြောင့်ထော်ကန်တွေ့ဝဲသွားသည်အပူရီပြောမနေနဲ့ဘူမင်းကျုပ်တို့ခမားတို့တအုပ်လုံးကိုဝိုင်းနာပြီးသွားပြီတေကြလို့လားအချက်ကြီးရဲ့ထိုချိန်တွင်အနောက်ဘက်စီမှ မြင်းတုံဆိုင်တံများကြားလိုက်ရ၏ထော်ကန်ကလှဲ့ကြည့်လိုက်သည်ဖဲ့ကျော်အချက်ကြီးထော်ကန်လက်အောက်မှာအကျက်ဘဲကျော်သည်လက်နှစ်ဖက်ကိုမြှောက်လျက်ဘဲကျော်သည် ရွာကိုဝိုင်းလာသည့်မရီယာမွန်တက်၏ခေါင်းဆောင်အဖြစ်ထားခဲ့သူ။ ဘဲကြောဤနောက်တွင်နာလေမင်္ဂလာပွဲဝစ်စုံပြည့်စုံဖြစ်လက်ထဲတွင်မြားရန်တက်ထားသောဒူးလေးတလက်ဘဲကြောဤကြောကုန်းကိုဒူးလေးဖြင့်တဲတဲမမတ်ချိန်ထားလိုက်သည်ကျမတို့ကလူဝင်အားလေး30နဲ့ရွာထဲဝင်လာပြီးမင်္ဂလာပွဲလုပ်မယ်လို့ရှင်တို့ထင်နေတာလားတွေးတော့ကြည့်အခန်းလေးစိုက်